အားလုံးပဲမင်္ဂလာပါ The Story Vault ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ Stranger Things Season 5ရဲ့ Final Trailer ကိုစင်းပိုင်းစင်း Breakdown လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့အချိန်လေးဆွဲမနေရဘူး Let's go Okay ထရီလာရဲ့အစကို website down wall မှာ Vagna ကအရင် season 4တုန်းကအိမ်မှာ Demon Gorgon တကောင်နဲ့တွေ့ရမှာဖြစ်ပြီးတော့သူပြောလိုက်တာက Along less we can begin ဆိုတဲ့စကားပါ Maybe ဒါကပွဲတစ်ခုအမှန်ကန်စဖြစ်တော့မယ်ကြမ်းတမ်းတော့မယ်ဆိုတဲ့သဘောပါပဲ အဲ့နောက်မှာထရေလာကို1986မှာထွက်ခဲ့တဲ့ Queen ရဲ့ Who Wants to Live Forever တခြင်းနဲ့စထားပြီးတော့ဒီတခြင်းက Immortality ဆိုတဲ့အကြောင်းကဘာလဲဘလို့မျိုးလဲနောက်ပြီးတည်ဆုံးခြင်းသာမရှိဘူးဆိုရင်ဘဝဆိုတာကအတိတ်ပဲမရှိတဲ့အကြောင်းဖော်ပြထားတဲ့တခြင်းနဲ့ဖြစ်ပါတယ်အဒီတချို့တချို့တချို့သောဇာပနအခမ်းအနားတွေမှာတုံးတာဖြစ်ပြီးတော့ Princess Diana ရဲ့ဇာပနမှာလည်းဒီတချင်းကိုအသုံးပြုခဲ့ပါဗျာ။ ဒီဒိဗေကစီဇန်1နဲ့ပါခဲ့တဲ့ major character တယောက်ယောက်ကတော့ဂျင်းဒီပေါ့တေးပါပဲဖြစ်ပါတယ်ပြီးတော့ Dustin က Hellfire ရဲ့ D&D Angel ကိုဝင်ဆက်လာပြီးတော့ဒါက Eddie ရဲ့တေဆုံးခြင်းကိုဂုံပြူတာပဲဖြစ်ပါတယ် Eddie ကိုတော့ပြန်ပါစေချင်တာအမှန်ပါပဲဒါပေမဲ့မပေါဘူးဆိုတာလည်း confirm သွားပါပြီ ပြီးရင်ပြက်စီးနေတဲ့ဟော့ကင်းမျိုးကြီးကိုတွေ့ရမှာဖြစ်ပြီးတော့ဒီမှာပြထားတဲ့အိမ်ကြီးကထရေလာအစမှာပေါဝင်ခဲ့တဲ့ upside down မှာ Vagna ရှိနေတဲ့အိမ်ကြီးပဲဖြစ်ပါတယ်။ဒီနိုင်စဉ်ကိုကြည့်ရင်သိနိုင်ပါတယ်။နောက်ပြီးဒီအိမ်ရဲ့အထဲမှာအနီရောင်အယောင်တွေဖြာထွက်နေအောင်မြင်ရပြီးတော့ဘေးနားမှာဆိုရင်လည်း season 4တော့မှမြေကြီးရဲ့အကွဲမှုကြောင့်ဖြစ်နေတဲ့ damage တွေလည်းရှိနေပါတယ်။ ဆိုတော့ကျွန်တော်မျိုးပြောမယ်ဆိုရင်ဒါအစပိုင်း episode ဒါမှမဟုတ် season 5မှာအရာအားလုံးစတင်လာမယ့်နေရာလေးဖြစ်နိုင်ပါတယ်နောက်တစ်ခါမှာ mike နဲ့11ကစကားပြောနေအောင်တွေးရမှာဖြစ်ပြီးတော့ mike ကငါတို့ဒီမှာပိတ်မိနေတဲ့ဟွာဆရှုံနေပြီအဆုံးသက်ကိုလည်းမမြင်ရသလိုဒီညလည်းငါတို့အတွက်အဆုံးသက်ဖြစ်သွားနိုင်တယ်ငါတို့ wagner ကိုရှာပြီးတခါတည်းအဆုံးသက်ပြရမယ်ဆိုပြီးတော့ပြောနေပါတယ် ။ဒါတော့ပြောမယ်ဆိုရင်ပထမဆုံး Mike ပြောတဲ့သူတို့ဒီမှာပိတ်မိနေဆိုတဲ့စကားပါ။ဒါအပေါင်းဆိုလိုချင်တာလဲဆိုရင်ဒီနေရာဝင်းတစ်ခုလုံးကစစ်တပ် quarantine တစ်ခုလို့လုပ်ထားတာပဲဖြစ်ပါတယ်။ Dustin ကြောင်းလာတဲ့အခန်းမှာလည်းစစ်သားတယောက်ကိုတွေ့ရတယ်လို့ကြောင်းလဲဝင်တော့လေအပေါင်းဝမှာစောင့်နေတဲ့စစ်သားတယောက်ကိုတွေ့ရမှာပါ။အဲ့တော့မေးရရှိတာဘာလို့စစ်သားရဒီလိုစောင့်နေရလဲ။ဘာအတွက်လဲပေါ့။ ်မေဘီသူတို့ကအလဲမန်းကိုစောင့်နေတာဖြစ်နိုင်ပါတယ်စီစဉ်ဖုန်းတော်ဆုံးပိုင်းမှာအပြက်စီးတွေဖြစ်ခဲ့တာကိုသူတို့က11လက်ချက်လို့ယူဆပြီးဖမ်းဖို့စောင့်နေရလဲဖြစ်နိုင်ပါတယ်။စီစဉ်4မှာတင်ပဲ11ကစစ်ဘဆိုင်ရန်သုံးဟဲလီကော်ပတာတွေကိုပြက်ကြောင်လုပ်ခဲ့ရကြောင်းလဲပါမယ်ထင်ပါတယ်။ဒါကြောင့် Mike နဲ့11ကအိမ်မှာမဟုတ်ပဲ YouTube ကင်းနဲ့ WXU Radio Station ခေါင်းမိုးပေါ်မှာတွေ့နေကြရလို့လဲထင်ပါတယ်။ ။နောက်ပြီးဒီအဆောက်အဦရဲ့ဘေးနားမှာပဲဒီလိုမျိုးအဖြစ်အပျက်ပုံစံအဆောက်အဦတွေရှိနေအောင်မြင်တွေ့ရမှာဖြစ်ပြီးတော့အဲဒီထဲမှာ level လိုမျိုးအစွမ်းရှိတဲ့ clay တွေဒါမှမဟုတ်အဆက်သက်ခံတွေရှိနိုင်တော့ပါတယ်။နောက်တစ်ခမ်းမှာမြေရောက်ဥမေယူတွေ့ရမှာဖြစ်ပြီးတော့ဒါကဒီမိုဂေါဂန်တွေလှုပ်ထားတဲ့နေရာတော့တိတ်မဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုရင်တအားတက်ရက်နေလို့ပါ။တရားဥပဒေများလှုပ်ထားလားဆိုတာတော့ထွက်လာမှာပဲကြည့်ရမှာပါပဲ။ နောက်တစ်ခါကြာလာတဲ့နေရာမှာနန်စီ၊ရောဘင်၊ဂျိုနသန်၊စတီဗ်တို့ကိုတွေ့ရပြီးတော့သူတို့ကမြေအောက်နေရာကိုသွားရဲ့လှုပ်ဝက်တကားတစ်ခုကိုဖွင့်နေအောင်တွေ့ရပါတယ်။အော်ဒီလိုပုံရဆိုရင်သူတို့ကအရင်အလိုမျိုးပေါ်ပေါ်ထင်းထင်းမဟုတ်တော့ဘဲနဲ့အစစ်တပ်အကုန်လုံးကွာရန်တင်းလုပ်ထားတာဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်လည်းတက်တဆိတ်ဇက်နာတာကို upside down ကိုသွားဖို့လုပ်နေတဲ့ပုံပါပဲပြီးရင်တော့ Mike ရဲ့စကားပြောသံတဲ့အတူအကုန်လုံးကဒီမီအောင်နေရာမှာစုဝေးနေကြပါတယ် Dustin ကလည်းသူအစအဝတ်ထားတဲ့ Hellfire အင်ဂျီကကျိမွားပျက်စီးနေပြီးတော့မျက်နှာမှာလည်းဒဏ်ရာတွေရှိနေပါတယ်။ဒါကသူတို့အားလုံးက better တစ်ခုဒါမှမဟုတ် situation တစ်ခုခုကိုကြုံတွေ့ခဲ့ရပြီးတော့လူပြန်စုပြန်တိုင်းမယ် plan ပြန်ဆွဲနေရလို့မြင်ပါတယ်။ပြီးတော့ Mike ရဲ့အရှိမအဆိုရင်လည်းသူတို့ DND ဆော့ခဲ့တော့ figure တွေကိုချထားတာမြင်တွေ့ရပြီးတော့အဲ့ဒီအတကောင်ကသူတို့လက်ရှိကြုံနေရတဲ့ဒီမိုကောဂန်တွေပဲဖြစ်ပါတယ်။ ဲ့တော့ Mike ကတနည်းနည်းနဲ့ဒီ DND game က upside down နဲ့ချိတ်ဆက်နေတာကိုလည်းသိသွားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဲနောက်မှာ11ကို upside down မှာမြင်တွေ့ရမှာဖြစ်ပြီးတော့ Chancey ကထားတဲ့နေရာတစ်ခုခုံသွားတာတွေ့ရမှာပါ။ဒီနေရာက upside down မှာထင်ဟန်နေရဲ့ electric cover မှာရှိတဲ့အဆောက်အဦတစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းကျတော့ဒါက upside down မှာတိဆောက်ထားတဲ့စစ်တပ်စကန်တစ်ခုဖြစ်နေနိုင်ပါတယ်။ဘာလို့ဒီလိုပြောရတာလဲဆိုရင် Defa Brother ကိုယ်တိုင်က စစ်တပ်တွေက upside down နဲ့ကိုတော့ဝင်နေနိုင်ပြီလို့ confirm ထားတာကြောင့်ပဲဖြစ်ပါတယ်အဲ့ဆက်ပြောမယ်ဆိုရင်နောက်တစ်ခန်းမှာစိုးရင်စိတ်ပြင့်နှက်နေတဲ့ဝယ်ရဲ့အမေကိုမြင်ရပြီးတော့11ကဒါမင်းတို့ဆုံးနေကြလို့မျိုးမဟုတ်ဘူး။ဘာလို့အဆုံးသက်ကိုကြုံမသိနိုင်ဘူး။ဒီတစ်ခါတော့မဟုတ်ဘူးဆိုပြီးပြောနေပါတယ်။ပြောရရင်ဒီထွေလာထဲမှာတုံးထားတဲ့သချင်းပြောနေတဲ့စကားအတုံးနှုံးတွေက major character တယောက်ယောက်လူတိုင်းကြိုက်နှစ်သက်ကြတဲ့ character တယောက်ယောက်ကိုနှုတ်ဆက်ရမယ်ခွဲခွာမယ်ဆိုတဲ့အငွေ့သက်တွေပါဝင်နေပါတယ်။ အဲ့တော့ဒီမြေပုံပေါ်မှာဆိုရင် day of disaster ဆိုတဲ့စာအုပ်မြေတွေ့ရမှာဖြစ်ပြီးတော့စာရဲ့ဘယ်ဘက်မှာဆိုရင်စစောကတွေ့မြင်ခဲ့ရတဲ့အဆောက်အဦဓာကြီးကိုဝင်နိုင်ဖို့အတွက်ပလန်ချနေကြရလို့ထင်ပါတယ် maybe ဒီထဲမှာတခုခုအရေးကြီးတာရှိရလဲဖြစ်နိုင်ပါတယ်။ Okay ဆက်မယ်။ဒီမှာဆိုရင် Jonathan နဲ့ Nancy ရဲ့ရှေ့တက်တဲ့မှာအနီရောင် energy ကြီးကသူတို့ရဲ့ reality ကိုဝါမျိုးနေအောင်မြင်တွေ့ရမှာဖြစ်ပါတယ်။ တို့ရောက်နေတဲ့နေရာက upside down လားဒါမှမဟုတ်စစ်တပ်ရဲ့လှုပ်ဝက်စကန်တစ်ခုလားလို့မပြောတတ်ပေမဲ့အနောက်ကကွန်တိန်နာလိုမျိုးဟာတွေပိန်ချိုက်နေပုံအရဆိုရင်တော့ Vatna ဒါမှမဟုတ် Demo Kong ရဲ့လက်ချက်ဖြစ်နိုင်ပါတယ်နောက်တစ်ခါမှာ WSU Radio Tower တိုင်းကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီအလဲမှာအငွေ့လိုမျိုးအရာတစ်ခုကိုတွေ့ရမှာပဲဖြစ်ပါတယ်။ Maybe ဒါ Mind Flayer နဲ့ပတ်သက်ဆက်နွယ်နေတာတစ်ခုကိုလည်းဖြစ်နိုင်ပါတယ်။ ပြီးတော့ Robin Murray တို့ကိုလည်းတွေ့ရမှာဖြစ်ပြီးတော့ Season 4တုန်းကလိုပဲမြေကြီးရဲ့ပွဲထွက်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခါမှဆိုရင်ဆေးဟိုမှာရှိတဲ့ Nancy ကိုမြင်တွေ့ရမှာဖြစ်ပြီးတော့သူကငါတို့ကဘာကိုဆုံးသက်ဖို့လုပ်နေတာငါတို့မတည်မချင်းသူရက်မှာမဟုတ်ဘူးလို့ Nancy ကပြောနေခဲ့ပါတယ်။ဆေးဟိုဆိုတော့ maybe ဒါက Max ကိုလာခဲ့ရာလာဆောင်နေရလည်းဖြစ်နိုင်ပါတယ်။နောက်ပြီး Nancy ကငုံနေရင်းနဲ့သူ့လက်မှာပေနေတဲ့သွေးတွေကိုဆေးနေရအောင်လည်းတွေ့ရမှာပါ။ And Destin and Steve ကလည်းတယောက်ကိုတယောက် emotion အပြည့်ဝမ်းနည်းမှုအပြည့်နဲ့ဖတ်ထားနေကြအောင်လည်းတွေ့ရမှာပါ။ဆိုဒီမှာပြောစာတစ်ခုရှိလာပါပြီဒီ sense နှစ်ခုလုံးကိုတပြိုင်တည်းပြထားပါမယ်တကယ် CV လာတဲ့အခါကျရင် episode တွေကတူချင်မှတူမှာပါနောက်ပြီးဒီထွေလာထဲမှာ Jonathan ကိုတိတ်မတွေ့ရပါဘူး နန်စီကလည်းအမှန်ကန်ငိုနေတော့ maybe ဂျိုနသန်တေသွားတာများလားနောက်ပြီး Dustin နဲ့ Steve ဖတ်ထားတဲ့အချိန်မှာလည်း Dustin က Steve ကို sacrifice တစ်ခုခုလုံးမအောင်ဆွဲထားတာများလားဒါမှမဟုတ်တရားရောက်တေသွားတာကိုကြည့်ပြီးတော့ဝမ်းနဲ့နေကြလည်းဖြစ်နိုင်ပါတယ်ဒီလိုမျိုး fan theory လည်းအများကြီးထွက်နေပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် Steve ကိုတော့မသေးသေးချင်တာတော့အမှန်ပါပဲ စမ်းမယ်ဆိုရင်နောက်တစ်ခါမှ11ကခိုးဝင်နေသလိုပုံစံကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အဲ့အနောက်မှာစဝိုင်းပုံစံအဆောက်အုံကြီးကိုမြင်တွေ့ရမှာပါဒါကို radome လို့ခေါ်ပါတယ်ဒါစစ်တပ်ပိုင်းဆိုင်ရာ communication အဆောက်အအုံကြီးဖြစ်ပြီးတော့မိုးလေဝသတက်ခံနိုင်တဲ့အပြုံမှာ radar တွေ internal တွေပါဝင်လို့စစ်တပ်ထောက်လန်းနေရာကလည်းစောင့်ချင်မဟုတ်ဘူးဆိုတဲ့အနေထားကိုတော့ပြတ်တာနေပါတယ် နောက်ပြီးဟော်ပါကလည်းဒဲဖြုံးမဲ့နေသားတစ်ခုမှရှိပါတယ်။ဒီမှာ level လုံးနေတဲ့ပုံစံကတခုခုအာယုံစုစည်းပြီးတော့အလျင်တခုခုတားဆီးနေတဲ့ပုံဒါမှမဟုတ် season 2လောက်လိုမျိုးပေါ်တယ်ကိုပိတ်ပစ်ဖို့ကြိုးစားနေတယ်လို့ပါပဲ။ ။အဲနောက်မှာ11လောက်ချလိုက်တော့ energy blast အကြီးတစ်ခုကပြန့်နှံ့သွားပါတယ်။ဒါပေမဲ့ဒါကမတူညီတဲ့ sis တစ်ခုလည်းဖြစ်ပါတယ်။ဒီ energy ပြန့်နှံ့မှုက11ကြောင့်လည်းဖြစ်နိုင်တယ်လို့တခြားတစ်ခုကြောင့်လည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခါမှဆိုရင် Nancy နဲ့ Jonathan တွေ့ရမှာဖြစ်ပြီးတော့ Nancy ကတခုခုကိုစိတ်အေးသွားသလိုမျိုးပြုံးနေခဲ့ပါတယ်။ အဲ့တော့ theory ရဆိုရင်စစောက11 energy blast တွေပြစ်ထုတ်လိုက်တဲ့အချိန်နဲ့ဒါနဲ့က episode တစ်ခုတည်းဖြစ်နိုင်ပြီးတော့11ပြစ်ထုတ်လိုက်တဲ့ energy ကြောင့်ဒီအနီရောင် energy ကပျောက်ကွယ်သွားပြီးတော့ဒါက Nancy ကိုစိတ်အေးသွားစေတာလည်းဖြစ်နိုင်ပါတယ်။အဲနောက်မှာ Lucas ကို Demon Gorgon တကောင်လိုက်နေအောင်တွေးရမှာဖြစ်ပြီးတော့သူ့ရဲ့အင်ကြီးပါလေသူတွေပေနေတာကိုမြင်တွေ့ရမှာပါ။ and now be ဒီနေရာမှာဆိုရင် color tone ကအရှိအနဲ့မတူဘဲနဲ့အနီဖြစ်နေတာကိုသတိထားမိကြပါပါ ဒါဆောဆောကနန်စီနဲ့ဂျိုနသန်တို့တွေ့ခဲ့တဲ့အနီရောင် energy ရရှိရဲ့နေရာဖြစ်နိုင်ပြီးတော့လူကတ်ဂျင်ဘတ်ဘောကတွေ့ရလဲ maybe တယောက်ယောက်သူ့ဘုံမှာတည်သွားတာဖြစ်နိုင်ပါတယ်။နောက်ပြီးနန်စီကတနက်တလက်နဲ့ပွဲချမ်းနေအောင်မြင်ရပြီးတော့သူပြစ်နေရတာရလဲတေချာကြည့်မယ်ဆိုရင်ဒီမိုကောကနေဖြစ်မယ်လို့ယူဆရပါတယ်။နောက်ထပ် Dustin နန်စီတို့ကို ပြလာပြီးတော့ upside down မှာကြောက်တုံးလိုအရာတွေကလေးပေါ်လွင့်နေတာပါ။အဲဒါမဲ့တကယ်ပြောစရာရှိတာကဒီမှာတယောက်ယောက်ကပြုတ်ကျလာနေတာပါ။ အစတော့ဒါကို11လို့ထင်ရပေမဲ့ပထမဆုံးထွေလာထွက်လာတော့ကကောင်းကင်ဘွားပြုတ်ကျလာတဲ့ဝယ်ကိုဒီမိုကောကဲတကောကလှမ်းပြီးဖက်လိုက်တဲ့အခန်းကိုမှတ်မိကြအောင်ပဲထင်ပါတယ်။အဲဒါကြောင့်ဒီပြုတ်ကျနေတဲ့သူကဝယ်ဖြစ်နိုင်ပါတယ်။အကြားရခန်းနေရသိပြီးဒီသေးမရှိပေမဲ့အဲဒီမှာအပြည့်စည်တွေကြားထဲမှာ11ကအုတ်ကူလို့ထင်ရတဲ့ဟာကြီးကိုရိုက်ချပစ်လိုက်တာကိုမြင်တွေ့ရမှာပါ။ maybe ဒါက billy အုတ်ကူရှိရနေရလားဆိုတော့စိတ်ဝင်စားစရာပါပဲ။ နောက်တစ်ခါမှာလူကတ်စ်ကမတ်စ်ကိုတည်နေရင်းနဲ့ဒီမိုကောဂန်နဲ့လက်ထဲကထွက်ပြေးနေတာကိုမြင်တွေ့ရမှာဖြစ်ပြီးတော့သူ့ရဲ့လက်မှာလည်းတချင်းဖွင့်တဲ့ဆက်လိုမျိုးကိုင်ထားပါတယ်။ Maybe ဒါမတ်စ်ကိုနိုးထားစေဖို့ဒါမှမဟုတ် Wagner ရန်ကကာကွယ်နိုင်ဖို့အတွက် Running up the hill တချင်းကိုဖွင့်မိထားတာလည်းဖြစ်နိုင်ပါတယ်။ ။အဲနောက်တစ်ခါမှဆိုရင် Holly Wheeler ကသူ့အမေကိုပြေးဖက်နေတာမြင်ရပြီးတော့သူတို့နှစ်ယောက်လုံးဆိုးရွှဲနေပါတယ်။ဒါအရင်ထွေလာမှာပါခဲ့တဲ့သူတို့နှစ်ယောက်လုံးရေထဲမှာပုန်းနေပြီးတော့ပြန်ထွက်လာတဲ့အခံလည်းဖြစ်နိုင်ပါတယ်။ပြီးတော့ Linda Hanedan ကို Dr. K အနေနဲ့မြင်တွေ့ရမှာဖြစ်ပြီးတော့ဒါကပထမဆုံးတွေ့ခဲ့တဲ့စစ်တပ် quarantine ဝင်းကြီးရဲ့မှာ Demogorgon တွေကိုပြစ်ခတ်နေတာဖြစ်နိုင်ပါတယ် ဘာလို့လဲဆိုရင်အနောက်မှာအဖြူရောအဆောင်းအုံကြီးကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ဒါကစံသက်ခံတွေကလေးတွေရှိတဲ့နေရာဒီဝင်းကြီးထဲမှာပဲဖြစ်ပါတယ်နောက်ပြီး mic ကကလေးတွေကိုကာကွယ်ပေးနေခဲ့ပြီးတော့ drive ကလည်း wall ကိုကာကွယ်ပေးနေတာကိုတွေ့ရမှာပါ အဆိုလိုချင်တာကဒီနေရာမှာဘက်တဲ့အကြီးစားကြီးဖြစ်နိုင်ပြီးတော့ဝယ်ရဲစိတ်ကိုဖက်ကနာကဝင်ရှုံနေတာဖြစ်နိုင်တဲ့အပြုံမှာဝယ်ကိုဖမ်းဖို့ရောက်လာကြရလေဖြစ်နိုင်ပါတယ်။ဒါကြောင့်ပဲနောက်ဆုံးနေရာမှာဗက်ကနာကြီးရောက်ချလာတာကိုမြင်တွေ့ရမှာပါ။ဒီမှာဆောင်ရမ်းလိုက်တဲ့ဒီသေးတစ်ခုဟာဇက်ကနာရဲ့ body ပါစီဇန်4ရဲ့အဆုံးသတ်မှာနန်စီကဇက်ကနာကိုရှော့ဂန်နဲ့စော်ခဲ့တာကိုမှတ်မိကြမှာပါ အခု final trailer ရဲ့ Vagna ကိုမြင်တွေ့လိုက်ရတဲ့အချိန်မှာသူ့ခန္ဓာကိုတချို့နေရာမှာအပေါက်တွေအရာတွေကျန်ခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့ body ကိုသူ့ဘာသူပြန်တီဆောက်နေရပါဒါပေမဲ့ဒီတစ်ခါ Vagna ရဲ့ပုံစံကဆောင်းရမ်းကြမ်းထုံနေပြီးတော့ armory အပြည့်တက်ထားတဲ့ body suit တစ်ခုလိုပါပဲဘာလို့ Vagna ကဝဲကိုအသေးအတန်လိုချင်နေရလဲဆိုရင်အဲဒါကို fan theory အနေနဲ့နည်းနည်းရှင်းပြမယ်ပေါ့နော် fan theory ထွက်တာအရဆိုရင် world က upside down ရဲ့ key လို့တော့ပြောလို့ရပါတယ်။ဘာလို့လဲဆိုရင် world က upside down နဲ့ပထမဆုံး link ရှိရသူဖြစ်ပြီးတော့ Wagner ကိုနှိမ်နင်းနိုင်မတော်သေးသောသူလည်းဖြစ်ပါတယ်။နောက်ပြီး season 1တော့ကလေးဝော်နဲ့အခုလက်ရှိဝော်နှစ်ယောက်ဖြစ်လာမယ်လို့လည်း theory ရှိပါတယ်။ဒါက time travel လို့မျိုးမဟုတ်ဘဲ memory connection ကိုအခြေခံပြီးတော့ဖြစ်လာနိုင်တာပါ။ တော့မြင်တာအောင်ပြောမယ်ဆိုရင်အခုလက်ရှိဝေါ်ရဲ့စိတ်သူကလေးတုန်းက upside down မှာရှိနေခဲ့တဲ့ trauma က maybe အခုချိန်ထိ upside down ရဲ့တောင်းတနေရာမှာပိတ်မိနေတာဖြစ်နိုင်ပါတယ်ဒါကြောင့်ပဲ upside down က1983လုံးကပုံစံအတိုင်းရှိနေပြီးတော့ upside down ကိုအပြည့်အဝ control လုပ်ထားတာကဇက်ကနာမဟုတ်ဘဲနဲ့ဝိုရဲ့စိတ်ဒါမှမဟုတ်ဝိုရဲ့မတိစိတ်ဖြစ်နေနိုင်ပါတယ်။ဒါကြောင့်ပဲဇက်ကနာကမင်းငါကိုနောက်ဆုံးတစ်ချိန်ကူညီရမယ်လို့ပြောရလဲဖြစ်နိုင်ပါတယ်။ အဲဒါတော်တော်မိုက်တဲ့ fan theory ဖြစ်ပေမဲ့ theory ဆိုတဲ့သဘောတရားတော့မှားကောင်းမှားနိုင်ပါတယ်အဲ့တော့နေ့ရောက်တော့ပါပဲ video ကလည်းတော်တော်ရှည်သွားပြီအဲ့တော့ it welcome to jerry episode 2 breakdown မှာပြန်တွေ့ကြတာဘို့လို့ဆိုရင်းနဲ့ပဲအားလုံးပဲ goodbye